ဲ့အောင်နေအင်္ဂလန်ကဖန်ပြီးအများဆုံးပုံကြီးအကြီးမားဆုံးမှဆိုတဲ့မန်ချက်စတာယူနိုက်တက်အသင်းကြီးကလေငါတို့မြန်မာနိုင်ငံကမောင်မောင်လင်သွင်းတော်လေခိုးတာပဲမောင်မောင်လင်ဆွဲတော်လေလဲတာပဲတာကြီးရဲ့ဟဲ့အဲ့ဒါမြန်မာနိုင်ငံကမောင်မောင်လင်กว่าเนาะအာရှောက်ဖိတ်ခေါ်ပြီးတော့အာရှောက်ပလာဖိတ်ခေါ်ပလာမှာအနိုင်ကိုသွင်းသွားတဲ့တူရီတော့ကိုသွင်းရှင်မောင်မောင်လင် နော်သူကိုမြန်မာနိုင်ငံသားမောင်မောင်လေးအနေနဲ့ခေါင်းနဲ့မတွေ့ဘူးဆိုရင်တော့မှာပဲဒါကဘာပေါ်မှာ Manchester United ပြိသက်ပေါင်းတန်ပေါင်းမြောင်များစွာရှိတယ်အဲ့ဒီတန်ပေါင်းမြောင်များစွာတဲကလူတိုင်းဒီပါက Manchester United အသင်းကြီးနဲ့ကိုင်းထဲမှာအတူကန်ဝင်းကိုဒါအိမ်မက်မကြတယ်တောင်းတကြတယ်မျှော်လင့်ကြတယ်အတီးအခွင့်ရေးကိုမောင်မောင်လေးအနေနဲ့ရရှိခဲ့တယ် ပီတာအပြင်မှာပဲသူချစ်တဲ့အသင်းသူအားပေးတဲ့အသင်းကိုသူ့အနေနဲ့ဂိုးသွင်းခဲ့ရတယ်ဒါဂိုးသွင်းခွင့်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ပြီးတော့လက်ရှိဒီဖိတ်ကော်ဗလာမှာလည်းသူ့ရဲ့တလုံးနဲ့သွားသွင်းကိုနဲ့အနိုင် ရရှိခဲ့တယ်ဖြစ်တဲ့အတွက် Manchester United ပြိသက်တရားအနေနဲ့တွေးမယ်ဆိုရင်တော့မှာပဲကိုရီနီနဲ့မမောင်လင်းကိုတတော်လေးမှတတော်လေးဒါဂုံပြူထိုက်တယ်ပေါ့နော်။ဒါပေမဲ့ United ပြိသက်တရားအနေနဲ့ပြန်ပြောရမယ်ဆိုရင်တော့အသင်းကြီးကဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိပါဘူး။ င်ငါတို့နီးပြကြီးကပဲဖလားကျိန်စာပဲမိနေလားဖလားပဲရကံမပါတာလားဟမ်ဖလားလို့နာမည်တက်လိုက်ပြီဆိုတော့ရှုံးပြီဘာတင်းဖြစ်ဖြစ်အကုန်ရှုံးတာပဲဖလားဟေးလို့နာမည်တက်လိုက်တာနဲ့ကိုရှုံးတာအဲဒါပါနော်ပကြံလေဟောင်ကောင်နဲ့ဟောင်ကောင်နဲ့ပွဲကြရင်တော့ဖလားပွဲလို့နာမည်ပတ်ဖို့တော့စူတော့မှာပဲမဟုတ်ရင်ဒီလိုပုံစံလေးထပ်မြင်နေရရင်တော့ အဆင်မပြေဘူးဒီနေ့ပွဲကရှုံးတယ်ဆိုပေမဲ့ခုနလိုမျိုးကိုရီးယားမြန်မာနိုင်ငံသားလည်းဖြစ်ပြန်ပြီးတော့ Manchester United Man United ကိုအားပေးနေတဲ့မမောင်လည်းဖြစ်နေရတော့ဘာပဲဖြစ်ဖြစ်ဖြည့်တွေးလို့ရတယ်ခံတာသေးတယ်ဆိုပေမဲ့နောက်လာမယ့်ခြေစံပွဲတွေမှာဒါထပ်ပြီးရှိုးရင်တော့ခံတာနိုင်မယ်လို့မထင်ဘူးပြီးတော့နီးပြအနေနဲ့လည်း pressure အများကြီးဖြစ်လာမယ်လို့တော့ထင်တယ်ပေါ့နော်ဒါလက်ရှိခြေစံပွဲဖြစ်တဲ့ရန်ပုံငွေပွဲဖြစ်တာနဲ့အညီဒါကလေးတွေထုတ်ကန်တဲ့ကလေးတွေပွဲကစားခွင့်ရတယ်ကလေးတွေခြေစွမ်းတွေကိုကြီးရတယ် ဒီလောက်ပါပဲ channel ပါမှတော့လည်းမရှိဘူးအဲ့ထဲမှာမှလုံးဝပေါင်းလက္ခဏာဆောင်သွားတာကတော့ခုနမောင်မောင်လေးပေါ့နော်မမောင်လွင်အကြောင်းဆိုရင်လက်ရှိကိုရီ United ပြည်သက်တွေတက်ဆိုင်ရင်တကဘာလုံးမှာရှိနေခဲ့တဲ့စက်ကိုသင်းဖန်တွေကပို့ပြီးတော့ကြည်နေလောက်ပြီးလေးလာနေလောက်ပြီးပေါ့နော်။ဘာလို့လဲဆိုတော့ဒီကောင်နေနေဟာပြောင်းမင်းတို့ဂေကြီးကဟာမင်းတို့ United ကမင်းတို့ Man U ကဒါဟာ အာရှတိုက်ကိုသွားပြီးတောက်ကန်တာရှုံးသွားတယ်အာရှကအသေးရဲ့ဒါအာရှရဲ့မြို့ပေါင်းအသင်းလို့ပဲပြောပါဘောနော်ခုနကစူတူပြူအသင်းအဲ့ဒီစူတူပြူအသင်းကိုရှုံးသွားတယ်ရှုံးသွားတော့လေမောင်မောင်ဝင်ဆိုတဲ့မြန်မာနိုင်ငံကကောင်ဂိုးသွင်းဂိုးနဲ့ရှုံးသွားတာဆိုတော့သူတို့အရင်နဲ့မောင်မောင်လင်းအကြောင်းလက်ရှိဒီ United ရဲ့ရှုံးတဲ့ပွဲအကြောင်းသူတို့အရင်နဲ့မြင်ရရှက်ရပေါ့နော်စကိုသင်းဖန်အင်းနဲ့စမြုပ်ပြန်မဲ့အချိန်ကြရေသူတို့အရင်နဲ့မဖြစ်မနေထည့်ပြရမှာမောင်မောင်လင်းရဲ့သွင်းဂိုးအကြောင်း ပြီးတော့မောင်မောင်လင်ရဲ့မြန်မာနိုင်ငံသားဆိုတဲ့အကြောင်းပေါ့နော်အနည်းဆုံးမောင်မောင်လင်အကြောင်းကိုထည့်ပြောမယ်ပြီးရင်ဟာမြန်မာနိုင်ငံသားအတွင်းနာတော်ခံရတာလားဆိုပြီးတော့ဒါ16 defy worldwide မှာပေါ့နော်တကဘာလုံးနေနှိမ်ကြမယ်အနေထားကြရင်တော့ဒါကိုမြန်မာနိုင်ငံကတတောင်းတရားနေပါလာမယ်လို့တော့ထင်ပါတယ်အဲ့တော့မောင်မောင်လင်တက်ကတော့တော့ appreciate လုပ်ပါတယ်ဒါပေမဲ့ကိုရီးယားချက်လာဆိုတော့ Manchester United ကြီးကတော့ ခလေးနဲ့ထုတ်ကန်တယ်လို့ပဲအကြောင်းပြရမှာဘာကြောင့်အကြောင်းပြရမလဲတော့မသိပေမဲ့လောလောဆယ်ကတော့ကစားွက်တွေရောကစားသမားတွေရဲ့စကေးပိုင်းတွေအရာကရောတော်တော်မှအဆင်မပြေပါဘူးเนาะဒီနေ့မှဆိုရင်တပတ်ကအာဆီယံညွန်ပေါင်းအသင်းဒါစုတူပြုအသင်းရဲ့ကျောင်းနံပါတ်9ငူးရင် တောင်းမှပဲဒါဝိုင်လုံးတက်ဆိုင်ပို့ပြီး performance ပြသွားလို့ပြောလို့ရတယ်အဲ့တော့ဝိုင်လွန်နေတဲ့ဒီလောက်ကြီးလုံးမပြနိုင်ခဲ့လို့မျိုးပဲတခြားခြားသောကစားသမားတွေနေလဲထင်းတဲ့လောက်ကြီးလုံးမပြနိုင်တဲ့ပွဲတပွဲလို့ပဲ ပြောမှာပဲအဲ့တော့အာရှလိုအတင်းမျိုးအာရှကကောင်းနေတဲ့ကန်နာတောင်းမှာပဲဒီလိုမျိုးဖြစ်နေမယ်ဟဲ့ဆိုရင်တော့ Manchester United နေနဲ့ဘာမှလုပ်လို့မရပါဘူးเนาะအဲ့တော့နောက်ရသည်ကလေးနဲ့လှုပ်လာမယ်ဆိုရင်လည်းဘာမှဖြစ်လာလိမ့်မယ်လို့မထင်သေးပါဘူးအဲ့တော့ကိုကကစားကွက်ဆန်းနေရပွဲဆိုတော့ထားပါတော့အားလုံးပဲမမောင်လေးကိုလက်ခုပ်ဒီရင်နဲ့ပဲ United ကိုဆဲရင်နဲ့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲစီပါနောက်တစ်ပတ်ကျရင်ပြန်လည်ဆုံးလေးကြပါမယ်